မကြောစားခင်တုန်းကအဖက်မလုပ်ပြီမယ်လေအခုချိန်လာဖားနေတဲ့မင်းသမီးတစ်လိုက်ကိုအခုလိုထဲပြောဆိုလိုက်တဲ့နေတော့ပရိသတ်ကြီးရဲ့အချစ်တော်မင်းသားလေးနေထုတ်ကတော့တစင်းရသူနမေမကြောစားခင်တုန်းကသူ့ရဲ့ကျညာရှိုက်ကူရေးများကိုရှက်လို့မထူးသလိုမတန်သလိုဆက်ဆံခဲ့တဲ့မင်းသမီးတစ်လိုက်ရှိခဲ့ဘူးတယ်လို့ပြောလာခဲ့တာပါအခုတလောမင်းကလေးကြားမှာနမေကြောစားအောင်မြင်နေတာကတော့မင်းသားချောလေးနေထုတ်ပါနေထုတ်ကတော့အမှုပညာလောကတွေကိုစတင်ဝင်ရောက်ခဲ့တာကတော့ဟိုးရှင်ခေတ်ကကက်ဆက်ဇလန်းတွေကိုပြန်လည်ရှိုက်ကူတယ် ကားရီမှာပါဝင်ပြီးတော့တရုတ်ဆောင်ခဲ့တာပါ။နောက်ပြီးတော့ကက်ဆယ်ဇလန်တွေမှာလည်းဘလိဆိုရဲနာမည်နဲ့သာရှိုက်ကူးခဲ့တာကြောင့်နေထုတ်နာမည်နဲ့မတိကြပါဘူး။ဘလိဆိုရဲနာမည်နဲ့သာစတင်နာမည်ကြီးလာခဲ့တာပါ။ MRTV Entertainment မှာကက်ဆယ်ဇလန်တွေကိုပြသရှင်နဲ့ပရိသတ်ကြီးတွေကိုဘလိခေါ်နေထုတ်ကတည်ထားမိသွားတာပါ။မင်းသားချိုလေးနေထုတ်ကလည်းရုပ်ရည်တန့်ပြန့်နေပြီးတော့မိကလေးတွေကြိုက်ခနာကိုချိုးစားမိုက်တာကြောင့်အပိမှုတွေကိုတစတစပုံမရရှိလာတာပါနေထုတ်ကလည်းကိုရီးယားမင်းသားလိုမျိုးရုပ်ရည်ကြောင့်လည်း မိန်းကလေးတွေရဲ့အသေးကိုဖန်ဆားထားနိုင်တာပါ။နေတော့ကက်ဆက်ဇလန်တွေကိုရှိုက်ကူးရင်းနဲ့အမှုပညာလုပ်တွေကိုစတင်ခဲ့ပြီးတော့ရုပ်ရှင်လောကထဲမှာနေထုဆိုတဲ့နာမည်တလုံးနေရာရလာပြီးတော့ရှက်တည်နိုင်ခဲ့ပါရင်နေထုကိုပို့ပြီးတော့လူသိများတာကတော့ Love Story မြန်မာ BN Salon တွေလေးရှိုက်ကူးပြီးနောက်မှာပို့မှုသတိထားမိလာကြတာပါ။နောက်ပြီးတော့နေထုကိုယ်တိုင်ကအမှုပညာပို့ပါလာတဲ့အတွက်ဒီလိုစကားတွေရှိုက်ကူးတဲ့အပြင်ကိုတချင်းတွေဖန်နေတာတချင်းတွေကမိလုပ်တတ်တာကြောင့်လေပရိသတ်ကြီးကသူ့ကိုပို့မှုပြီးတော့အထင်ကြီးလေးစားသွားကြတာပါ။ ဒီလိုနဲ့အောင်မြင်ကျော်ကြားလာတဲ့နောက်မှာတော့နေထိုးဟာဇန်နဝါရီအများကြီးကိုလက်ခံရှိုက်ကူခဲ့တာပါမြန်မာနိုင်ငံရဲ့နာမည်ကျော်ကြားတဲ့ရွှေဆိုင်ကြီးတွေမှာကြောင်းမင်းသမီးကြီးတွေနဲ့အတူရှိုက်ကူနေတာပါဒါပေမဲ့လည်းဒီချိန်တုန်းကတော့မင်းသားနေထိုးတယောက်အခုလောက်တောင်မှနာမည်မကြီးခင်တော့ကသူ့ကိုစော်ကားတွေပြုမှုတွေနဲ့ပြုမှုခံရတယ်လို့ပြောလာတာပါသူနဲ့ဇန်နဝါရီအတူရှိုက်ကူဖို့တောင်းလက်မခံခဲ့တဲ့မင်းသမီးတက်လက်လည်းရှိခဲ့ဘူးတယ်လို့ပြောခဲ့ပါသေးတယ်အစောပိုင်းအမြင်မသိမင်းသမီးဟာနေထုတ်ကနာမည်ကျော်လဲမကျော်သေးဘေးကမဲမသိတဲ့အပေါ်စားမင်းသားနဲ့အတူ တွင်မြိတ်နယ်မှုဆိုကအထင်သေးရကြောင်းရင်းဆိုခဲ့တာလို့သိရပါတယ်။ဒါ့အပြင်နေထုတ်ကခုလိုနမည်တွေကြီးလာပြီးတော့အောင်မြင်သွားတဲ့မင်းသားဖြစ်နေချိန်မှာတော့အဆိုပါမင်းသမီးဟာသူနဲ့ကျညာတွေရိုက်ကူးခြင်းလို့အကူအညီတွေတောင်းဆိုနေရလို့ပြောလာတာပါ။ဂျာအိုတီးပြီးနောက်ပါတော့ပရိသတ်ကြီးတွေကတော်တော်လေးကိုမှအံ့အားသင့်ခဲ့တာပါ။မင်းသားချိုလေးနေထုတ်ကိုဒီလိုစော်ကားသွားတဲ့မင်းသမီးကဘသူလေးဆိုတာသိချင်နေကြတာပါ။အခုတလောနေထုတ်နဲ့ကျညာတွေအတူရိုက်ကူးနေတဲ့မင်းသမီးတွေကတလဲဖြစ်မယ်လို့လည်းထင်သေးပေးနေကြတာပါ။ အတူပြင်းရွှေဆိုင်နေမှာမင်းသားနေချိုးနဲ့အတူကျွညာရီရှိုက်ကူခဲ့တဲ့မင်းသမီးကြီးတွေလည်းရှိတာပါပရိသတ်ကြီးတွေကတော့စုပြည့်သင်းမဟုတ်ရင်ထထထုံးမဲဖြစ်မယ်လို့ထင်ကြတွေပေးနေကြတာပါအများကတော့ဒီလိုထင်သေးတဲ့ပြုမှုတွေလုပ်ခဲ့တာကစုပြည့်သင်းဖြစ်နိုင်တယ်လို့ထင်နေကြတာပါနေချိုးနဲ့တူရုပ်ရှင်တွေစကားတွေအတူရိုက်ကူလေးရှိကအနေနည်းချောင်းသိတာကလည်းစုပြည့်တယောက်တည်းရှိတာကြောင့်လည်းပါပါရီဒါပေမဲ့လည်းနေချိုးနဲ့ကျွညာမရိုက်ကူရင်ကနမေကြီးမင်းသားတွေနဲ့ပဲရိုက်ကူလေးရှိပေမယ့်အခုမှသာနေထုတ်ကိုရည်တည်ယူလောက်ကကျွညာရိုက်ကူပြနေတတ်တာပါ အစုံဒီကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တရားရောနေထုတ်ကိုမအောင်မြင်သေးလို့အထင်မြင်သေးတဲ့ဇာတ်ရည်နဲ့ကြုံညာတွေမှာညှိဆိုခဲ့တဲ့မင်းသမီးကဘာလို့လဲဆိုတာခံမှန်းပေးခဲ့ပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်